အတိတ်မှာတော့တရုတ်ဟက်ကာတွေဟာတကမ္ဘာလုံးမှာရှိတဲ့ဟက်ကင်းပြိုင်ပွဲတွေမှာဝင်ရောက်ရှင်ပြိုင်ပြီးတော့ပထမဆုတွေကိုသိမ်းပိုက်သွားလိမ့်ရှိပါတယ်။ဒါပေမဲ့2019ခုနှစ်နောက်ပိုင်းမှာသူတို့ရဲ့ပါဝင်မှုတွေကရုတ်တရက်ပျောက်ကွယ်သွားခဲ့ပါတယ်။အစာပိုင်းတော့ကတော့ဘာကြောင့်မို့လို့တရုတ်ဟက်ကာတွေဝင်မပြိုင်တော့တာလဲဆိုတာကိုဘသူမှမနားမလည်ခဲ့ပါဘူး။ဒါပေမဲ့2019ခုနှစ်မှာအဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့ပြီးတော့ဒီဖြစ်ရပ်ကတရုတ်နိုင်ငံရဲ့အန်ရီများတဲ့အစီအစဉ်တစ်ခုကိုဖော်ထုတ်ခဲ့ပါတယ်။2019ခုနှစ်မတ်လမှာတရုတ်နိုင်ငံဟက်ကာတစ်ဖွဲ့ဟာ ကနေဒါနိုင်ငံဗန်ကူဗားမြို့ကိုရောက်ရှိလာခဲ့ပါတယ်။သူတို့ရဲ့တာဝန်ကတော့ကမ္ဘာပေါ်မှာလူသုံးအများဆုံး software တွေနဲ့စက်ပစ္စည်းတွေရဲ့အားအနေချက်ကိုရှာဖွေဖို့ပဲဖြစ်ပါတယ်။သူတို့ရဲ့ပြင်မှတ်ကတော့ Google ရဲ့ Chrome browser, Microsoft ရဲ့ Windows နဲ့ Apple ရဲ့ iPhone တွေပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီလူတွေကိုတရားမဝင်တာတွေလုပ်ခိုင်းမှုအတွက်ဆေးလွတ်လိုက်တာမဟုတ်ပါဘူး။သူတို့ဟာတရားဝင်ကျင်းပနေတဲ့ hacking ပြိုင်ပွဲမှာဝင်ရောက်ရှင်ပြိုင်ရမှာဖြစ်ပြီးတော့ဒီပြိုင်ပွဲကိုပွန်းတူအောင်လို့ခေါ်ပါတယ်။ဒီပြိုင်ပွဲဟာထိုးချင်းရကဘာပေါ်မှာ အကြီးဆုံး hacking ပြိုင်ပွဲဖြစ်ပြီးတော့ hacker တွေက company တွေရဲ့ software တွေကိုဖောက်ဝင်ကြရပါတယ်။ဒီလိုနီးနဲ့သူတို့ကဒီ software တွေရဲ့လုံခြုံရေးပြစ်ချက်တွေအားအနေချက်တွေကိုရှာဖွေရတာဖြစ်ပါတယ်။ဒီလိုရှာပြီးတဲ့အတွက်ကြောင့်မို့လို့အပြန်အလှန်အနေနဲ့သူတို့ငွေကြေးစုချရပါတယ်။ဒီပြိုင်ပွဲထဲမှာစုချင်းငွေရတဲ့အမျိုးမျိုးပါပဲ။ဒေါ်လာတစ်သိန်းခွဲရနေစပြီးတော့ဒေါ်လာတစ်သန်းအထိပေးတာမျိုးလည်းရှိပါတယ်။အကြီးဆုံးစုချင်းငွေကိုအရင်ကဘယ်သူမှမရှာခဲ့ဘူးတဲ့ပြစ်ချက်အားအနေချက်မျိုးရှာနိုင်သူကိုပေးပြီးတော့ ဒီလိုပြစ်ချက်မျိုးကို zero day vulnerability လို့ခေါ်ပါတယ်။ဟာကာတယောက်ကဒီလိုအချက်မျိုးကိုရှာတွေ့သွားပြီဆိုတာနဲ့ဒီအကြောင်းအသေးစိတ်ကို Google, Microsoft, Apple စသဖြင့်ကုမ္ပဏီတွေကိုပြန်ပြီးတော့တင်ပြရပါတယ်။ဒီလိုတင်ပြပေးတဲ့အခါကျရင်ဒီပြစ်ချက်ကိုချက်ချင်းပြင်ဆင်ဖို့အတွက် update တွေကိုကုမ္ပဏီဘက်ကထုတ်ပြန်ပါတယ်။ဒီလိုရှာပြီးတဲ့အတွက်ကြောင့်မို့လို့ဟာကာတွေကိုကုမ္ပဏီဘက်ကနေပြီးတော့ဒေါ်လာတန်ပေါင်းများစွာတန်ဖိုးရှိတဲ့ငွေကြေးစုတွေကိုပြန်ပြီးတော့ချီးမြှင့်ပါတယ်။ပြောရမယ်ဆိုရင်တော့ဒီလိုပြိုင်ဝဲမျိုးကို အတိတ်ကဟက်ကင်းဒို့မဟုတ်ကျင့်ဝတ်နဲ့ညီတဲ့ဟက်ကင်းလို့ခေါ်ပါတယ်ဒီလိုဟက်ကင်းမျိုးမှာဘယ်သူမှအန္တရာယ်မဖြစ်ကြသလိုသူ့ကြောင့်တတိမထားမိရဲ့လုံခြုံရေးရော်ရဲမှုတွေကိုတောင်အဆင်ပြေတင်နိုင်ပါတယ်ဒီလိုမျိုးပွန်းတူအောင်မဲဖြစ်စေတခြားသောပြိုင်ပွဲတွေမှာပဲဖြစ်စေနှစ်ပေါင်းများစွာတရုတ်လူမျိုးဟက်ကာတွေကဒီလိုပြိုင်ပွဲတွေရဲ့ရှေ့ဆုံးမှာနေရာယူထားခဲ့ပါတယ်တရုတ်ဟက်ကာတွေကဒီနယ်ပယ်မှာအမြဲတမ်းရှေ့ဆုံးကနေအသာစီးရခဲ့ပါတယ်ဒါပေမဲ့2019ခုနှစ်နောက်ပိုင်းမှာအရာအားလုံးကရုတ်တရက်ဆိုသလိုပြောင်းလဲသွားခဲ့ပါတယ် ဒီလိုပြိုင်ပွဲတွေဆိုရင်အားတက်တရောဝင်ရောက်ရှင်ပြိုင်လေးရှိရဲ့တရုတ်ဟက်ကာတွေကရုပ်တရက်ပြောင်းဆုံးသွားပါတယ်ဒီလိုကနေ2019ခုနှစ်နောက်ပိုင်းမှာကျင်းပခဲ့တဲ့ဟက်ကင်းပြိုင်ပွဲတိုင်းမှာတရုတ်လူမျိုးဟက်ကာတွေကိုမတွေ့ရတဲ့လောက်ဖြစ်လာခဲ့ပါတယ်ဒီလိုတိတ်ဆိတ်မှုမျိုးကလူတိုင်းကိုအထူးသဖြင့် American တို့မတတ်မတာဖြစ်စေခဲ့ပါတယ်ပြီးတော့ဒီအချိန်အတွင်းမှာပဲတရုတ်နိုင်ငံ Cyber Security Firm ကသတင်းစကားတစ်ခုကြောင့်လူတိုင်းအမျိုးလုံးပြူးသွားခဲ့ရပါတယ်ချီဦး360ဆိုတာတရုတ်နိုင်ငံ Cyber Security Firm တစ်ခုဖြစ်ပြီးတော့ သူ့ရဲ့စီးကိုကျိုးဟွန်ကြီးရဲ့ပြောကြားချက်တစ်ခုမှာဒီပြိုင်ပွဲဝင်ခဲ့ကြတဲ့တရုတ်ဟက်ကာတွေကိုအပြင်းထန်ရှုံချထားပါတယ်။သူ့ရဲ့ပြောကြားချက်ထဲမှာဘာကြောင့်မှုလို့အရေးချင်းရှိတဲ့တရုတ်ဟက်ကာတွေကသူ့ရဲ့အရေးချင်းတွေကိုထုတ်ပြဖို့အတွက်သူများနိုင်ငံအထိတကူးတကသွားရောက်နေရတယ်လဲဆိုတာကိုနားမလည်နိုင်ဘူးလို့ပါဝင်ခဲ့ပါတယ်။သူကဒီပြောကြားချက်ကိုတရုတ်နိုင်ငံရဲ့သတင်းဌာနစီနာကိုပြောကြားခဲ့တာဖြစ်ပြီးတော့သူ့ရဲ့ပြောကြားချက်ထဲမှာ ီလိုပွဲတွေမှာအရေးချင်းထုတ်ပြနိုင်ခဲ့တာကြွားဝါချင်းတသက်ပဲဖြစ်ပြီးတော့လက်တွေ့မကျတဲ့အနိုင်ရရှိခြင်းလို့ပါဝင်ခဲ့ပါသေးတယ်။ဒီလိုဟာဘက်တွေကဒေါ်လာတန်အနည်းငယ်ပဲတန်ဝိုးရှိတာမဟုတ်ဒါရီကဘီလီယံနဲ့ချီပြီးတော့တန်ဝိုးရှိပါတယ်။သူ့ရဲ့ဒီလိုပြောကြချက်အပြီးမကြခင်မှာပဲတရုတ်လူမျိုးဟာကာစ်တွေကနိုင်ငံတကာပြိုင်ပွဲတွေအနေနဲ့နှုတ်ထွက်သွားခဲ့ပါတယ်။ဒါမှမဟုတ်ဒီလိုလှုပ်ဆောင်တာကလည်းတရုတ်ဟာကာတွေကိုယ်တိုင်ဆန္ဒရှိလို့တော့မဟုတ်ပဲတရုတ်အစိုးရရဲ့တားဆီးခံရအကြောင်းဖြစ်ပါတယ်။ တကယ်လို့သာခြေဟူး360 CE ကိုပြောတဲ့စကားကိုအလေးနက်ထားစဉ်းစားမယ်ဆိုရင်ဒါကတော့တရုတ်ဆိုးရပြင်မရှိပါဘူး။တိတ်မကြခင်မှာပဲတရုတ်ဆိုးရဟာစိုက်ဖာလုံခြုံရေးသုတေသနပညာရှင်တွေဟက်ကာတွေကိုနိုင်ငံတကာဟက်ကင်းပြိုင်ပွဲတွေမှာဝင်ရောက်ရှင်ပြိုင်ခြင်းကိုတရားဝင်တားဆီးပိတ်ပင်ခဲ့ပါတယ်။ဒီလိုဖြစ်ပြီးတော့တိတ်မကြခင်မှာပဲတရုတ်နိုင်ငံအတွင်းမှာဟက်ကင်းပြိုင်ပွဲတစ်ခုကိုကျင်းပခဲ့ပြီးဒီပြိုင်ပွဲကို TN Food Cup လို့နာမည်ပေးခဲ့ပါတယ်။ဒီပြိုင်ပွဲဟာနိုင်ငံတကာပြိုင်ပွဲတွေမဟုတ်တဲ့တခြားသောရွေးချယ်စရာတစ်ခုဖြစ်လာပြီးတော့ ငွေကြေးစုကိုလည်းဒေါ်လာတန်းထက်ပိုပြီးတော့ပေးခဲ့ပါတယ်။ဒီလိုမျိုး TN Food Cup ကိုကျင်းပခဲ့တဲ့တဲ့င်းဟာနိုင်ငံ၏အများကြီးကိုမျက်လုံးပြူးသွားစေခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီပြိုင်ပွဲကိုကျင်းပရခြင်းဟာတရုတ်နိုင်ငံကလည်း Cyber Warfare အတွက်ပြင်ဆင်နေပြီဖြစ်ကြောင်းဖော်ပြလိုက်သလိုဖြစ်တာကြောင့်ပါ။2018ခုနှစ်နိုဝင်ဘာလမှာ TN Food Cup ရဲ့ပထမအုပ်ဆုံးပြိုင်ပွဲကိုတရုတ်နိုင်ငံနဲ့ကချန်တူမြို့မှာကျင်းပခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာချီဦး360ကုမ္ပဏီရဲ့သုတေသနပညာရှင်တစ်ယောက်ကအနိုင်ရရှိသွားခဲ့ပြီးတော့ဒေါ်လာသိန်းပေါင်းများစွာကိုရရှိသွားခဲ့ပါတယ်။သူ့ရဲ့နာမည်ကတော့ချီအန်းချောင်းလို့ခေါ်ပါတယ်။သူကအရန်အုံမှာစွာကြီးပြီးတော့အန်ဒီယန်များတဲ့ hacking တစ်ခုကိုပြုလုပ်သွားခဲ့တာဖြစ်ပြီးတော့ဒါက Apple ရဲ့ iPhone ကိုဟက်ပြသွားခဲ့တာပါ။သူက Apple ရဲ့ Safari browser ကနေတဆင့်သူ့ရဲ့တိုက်ခိုက်မှုကိုဆောင်ရွက်သွားခဲ့တာဖြစ်ပြီးတော့ iPhone ရဲ့ Pen Mouse နဲ့ထဲမှာ hardware တစ်ခုကိုမြင်သွားခဲ့ပါတယ်။ အဲ့ရနေတဆင့် wifi တခုကိုဖွင့်လိုက်ုံနဲ့ तू ကဘလို့ iPhone ကိုမစိုးအဝေးကနေထိမ့်ချုပ်သွားနိုင်ပါတယ်ဆိုလိုတာကတော့တကယ်လို့လူတယောက်က hacker ရဲ့ web page ကိုသူ့ရဲ့ iPhone ကနေဝင်ရောက်ကြည့်ရှုလိုက်မယ်ဆိုရင် तू မသိလိုက်တဲ့အချိန်မှာပဲသူ့ရဲ့ iPhone က hacker ရဲ့ထိမ့်ချုပ်မှုအောက်ကိုရောက်ရှိသွားမှာဖြစ်ပါတယ်ချီယန်းကသူ့ရဲ့ပြကွက်ကို chaos လို့ခေါ်ခဲ့သလိုနာမည်ရလဲလိုက်ပါတယ်ဘာကြောင့်လဲဆိုတော့ဒီအချက်ကနောက်ပိုင်းလအနည်းငယ်တွင်တကဘာလုံးက cyber ကျွမ်းကျင်သူတွေအတွက်ပြဿနာတစ်ခုဖြစ်လာတာကြောင့်ပါ တရုတ်နိုင်ငံရဲ့ Tianfu Gap နဲ့ကနေဒါနိုင်ငံရဲ့ဖုံးတူအောင်ကြာကွာခြားကြကတော့ဖုံးတူအောင်ပြိုင်ပွဲမှာတွေ့ရှိသမျှအချက်အလက်တွေကိုကုမ္ပဏီတိုင်းရိုက်ပြန်ပေးရပါတယ်။ Tianfu Gap မှာလည်းဒီလိုလုပ်ရတယ်ဆိုပေမဲ့ဂျားရဲအစိုးရတဆင့်ခံထားပါတယ်။တရုတ်အစိုးရဟာကာရီတွေ့ရှိသမျှအချက်အလက်တွေအားလုံးကိုကုမ္ပဏီတိုင်းရိုက်ပြန်မပေးဖို့အတွက်ညွှန်ကြားထားပါတယ်။ဒီအစားသူတို့ကိုအရင်ဆုံးဆက်သွယ်ဖို့မှာကြားထားပြီးတော့သူတို့ကနေတဆင့်ကုမ္ပဏီကိုပြန်ပြီးတော့ဆက်သွယ်ပေးပါတယ်။ ဒီလိုကိစ္စတွေကြားထဲမှာတကယ်ထိခိုက်မှုကစပြီးတော့ဖြစ်ပေါ်လာပါတယ်။ဒါကတော့ဒီ hacking နည်းပညာကိုသာ black market မှာရောင်းချလိုက်မယ်ဆိုရင်ဒေါ်လာတန်ပေါင်းများစွာရရှိနိုင်တယ်လို့ယာစွေသားတွေတို့မဟုတ်အစိုးရတွေကိုယ်တိုင်ကပါအသုံးပြုပြီးတော့ထောင်ပေါင်းများစွာသောလူတွေကိုစောင့်ကြည့်နိုင်ပါတယ်။နှစ်လကြာပြီးတဲ့နောက်2019ခုနှစ်ဇန်နဝါရီလမှာ Apple က update တစ်ခုကိုထုတ်ပြန်ခဲ့ပြီးတော့ချီယန်ရှာဝေတွေ့ရှိခဲ့တဲ့ hardware ကိုတိတ်ဆိတ်ပဲပြင်ဆင်သွားခဲ့ပါတယ်။ ဒါမဲ့တကယ်အံ့ဩစရာက2019ခုနှစ်ဩဂုတ်လ8လအကြာမှာမှဖြစ်ပေါ်လာခဲ့တာပါ Google ကသူတေသနာစာတမ်းတစ်ခုကိုထုတ်ပြန်ခဲ့ပြီးတော့ဒီထဲမှာ iPhone တွေပေါ် hacking ဝင်ရောက်ခြင်းကကြီးမားတဲ့အတိုင်းအတာတစ်ခုထိဖြစ်ပေါ်နေသလိုလူတွေအသုံးပြုတဲ့ဖုန်းတွေက hacking ရဲ့တန်အောင်အကြီးအကျယ်ခံနေရတယ်လို့ပြောကြားထားပါတယ် Google ကနေထုတ်ပြန်ခဲ့တဲ့ဒီသူတေသနာမှာ hacking ဝင်ရောက်ခြင်းနီးလန်း၅မျိုးကိုအတည်ပြုနိုင်ခဲ့ပြီးတော့ဒီထဲမှာနီးလန်းတစ်ခုကချီယန်က TN ဖူကတ်မှာအသုံးပြုသွားခဲ့တဲ့နီးလန်းပဲဖြစ်ပါတယ် ဒါကြောင့်မို့လို့ချီယန်ကိုပြိုင်ပွဲမှာအနိုင်ရစေခဲ့တဲ့ဒီ hacking နီးလန်းဟာထောင်ပေါင်းများစွာသော iPhone တွေကိုစောင့်ကြည့်ဖို့အတွက်လမ်းကြောင်းတစ်ခုဖြစ်လာခဲ့ပါတယ်။ Google ရဲ့သူတွေနာပညာရှင်တွေကသူတို့တွေးရှိခဲ့သမျှ hacking တိုက်ခိုက်မှုတွေမှာအသုံးပြုခဲ့တဲ့နီးလန်းတွေကအကုန်လုံးနီးပါးဆင်တူနေရလို့ထုတ်ပြန်ခဲ့ပါတယ်။ဒါမဲ့ဒီတိုက်ခိုက်မှုတွေကိုဘယ်သူလုပ်ခဲ့တယ်။ဘယ်သူတွေကခံလိုက်ရတယ်ဆိုတာကိုတော့အစာပိုင်းမှာမထုတ်ဖော်ခဲ့ပါဘူး။ဒါမဲ့နောက်ပိုင်းမှာနစ်နာသူတွေကဝီဂါမွတ်စလင်လူမျိုးတွေဖြစ်ပြီးတော့တိုက်ခိုက်သူတွေကတော့တခြားသူတွေမဟုတ်ပဲ တရုတ်အစိုးရကိုယ်တိုင်ပဲဖြစ်ပါတယ်လို့ဖော်ပြခဲ့ပါတယ်။2014ခုနှစ်ကတည်းကတရုတ်နိုင်ငံဟာဝီဂါမွတ်စလင်လူမျိုးတွေနဲ့တခြားသောတိုင်းရင်းသားလူမျိုးတွေအပေါ်ကြီးမားတဲ့လူအခွင့်အရေးချိုးဖောက်မှုတွေကိုပြုလုပ်နေခဲ့တာပါ။ဒါတွေအားလုံးဟာတရုတ်နိုင်ငံရဲ့အနောက်မြောက်ပိုင်းဒေသရှင်းကျန်းပြည်နယ်မှာဖြစ်ပွားနေခဲ့တာပါ။ဒီနေရာမှာတရုတ်နိုင်ငံကတန်ပေါင်းများစွာသောပြည်သူတွေကိုအပြစ်မရှိဘဲမတရားသဖြင့်ဖမ်းချုပ်ထားပါတယ်။ဒီဒေသအမျိုးသမီးတွေကိုမတရားသဖြင့်တားကြောဖျက်ဆီးပြီးတော့ဝေးဖွားနှုန်းထိန်းချုပ်ထားပါတယ်။ အနိုင်ကျင့်နှိပ်စက်ခြင်း၊လိမ်မိုင်းဆိုင်ရာအနိုင်ကျင့်ခြင်းစတဲ့ကိစ္စတွေကလည်းအကျဉ်းစခန်းတွေထဲမှာမကြာခဏဆူဆူထွက်ပေါ်နေပါတယ်။ဒီဒေသမှာရှိတဲ့ဖုန်းတွေကိုစောင့်ကြည့်နေပြီးတော့ဘာသာရေးနဲ့ဆိုင်တဲ့အကြောင်းအရာတွေကိုလက်မခံပါဘူး။တကယ်လို့ဒီအကြောင်းအရာမျိုးတွေကိုတယောက်ယောက်ကတင်ဆက်ထားမယ်ဆိုရင်သူ့ကိုအပြင်းထန်ဆုံးပြစ်ဒဏ်အောင်ပေးပါတယ်။တရုတ်ရာရှိတွေကသူတို့ဒီလိုလုပ်ရတာအဆုံးရောက်ဝါဒကိုကာကွယ်ဖို့လို့ပြောပါတယ်။ဒါပေမဲ့အမေရိကန်နိုင်ငံနဲ့တခြားသောနိုင်ငံတွေကဒီလောက်ရက်ကိုလူမျိုးလုံးတက်ဖြတ်ခြင်းလို့သတ်မှတ်ကြေညာထားပါတယ်။ ဒီတရုတ် နိုင်ငံရဲ့ဟက်ကင်းလုံဆောင်ချက်ကဝီဂါမွတ်စလင်လူမျိုးတွေကိုပြစ်မှတ်ထားတာမဟုတ်ပါဘူး။ဂျာနယ်လစ်တွေနိုင်ငံရေးလှုပ်ရှားသူတွေတရုတ်ဆိုရရဲ့အာဏာကိုမေးခွန်းထုတ်သူတွေအားလုံးကိုပြစ်မှတ်ထားစောင့်ကြည့်ပါတယ်။ Google ကသူတင်သားပညာရှင်တွေက iPhone hacking တွေနဲ့ပတ်သက်ပြီးတော့အစီရင်ခံစာတစ်ခုကိုထုတ်ပြန်ခဲ့ပြီးတော့တိတ်မကြခင်ရဲ့အနေငယ်အတွင်းမှာပဲမီဒီယာတွေကအခြေအနေအားလုံးကိုဆက်ဆက်မိခဲ့ပါတယ်။ နောက်ပိုင်းမှာ Apple ကိုယ်တိုင်ကလည်း post တစ်ခုကိုထုတ်ပြန်ခဲ့ပြီးတော့ဒီ hacking တိုက်ခိုက်မှုဟာအချိန်၂လကြာမြင့်ခဲ့ပြီးချီရှန်က TF Cup ကိုအနိုင်ရရှိခဲ့တဲ့အချိန်မှာတိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တာလို့ပြောကြားခဲ့ပါတယ်။လက်ရှိအချိန်မှာတော့ American ကျွမ်းကျင်သူတွေအတွက်ကိစ္စတစ်ခုကတော့အပြေရှင်းသွားပါတယ်။ဒါကတော့တရုတ်နိုင်ငံကချီဟု360ရဲ့ CEO ကိုပြောတဲ့နီးလန်းကိုအသေးချလိုက်နာရဲဆိုတာပါပဲ။တရုတ်ဆိုရကတရုတ်ဟက်ကာတွေကိုနိုင်ငံရဲ့ချားမထွက်ရအောင်လို့တားဆီးပိတ်ပင်ပြီးတော့ သူတို့ရဲ့ကျွမ်းကျင်မှုတွေကိုတရုတ်နိုင်ငံအတွင်းမှာပဲတရုတ်လူမျိုးတွေကိုစောင့်ကြည့်ဖို့အတွက်အသုံးချပါတယ်။ဒါဟုတ်တတ်သိပြနိုင်မှုအတွက် American ထောက်လိုင်း agency တွေက Apple ကိုတိုက်ခိုက်ခဲ့တဲ့ hacking နည်းလမ်းတွေကိုအသေးစိတ်ခွဲခြမ်းလေ့လာလိုက်တဲ့အခါမှာ TFU ခပ်ရဲ့နည်းလမ်းနဲ့ဒပုံသဏ္ဍာန်တူနေရအောင်တွေ့ရှိခဲ့ရပါတယ်။နောက်ပိုင်းမှာ Google ရဲ့ Deep Investigation ကလည်းလက်တွေ့ဖြစ်ပျက်ခဲ့တဲ့တိုက်ခိုက်မှုတွေနဲ့ Chaos နည်းလမ်းဟာအခြေခံလမ်းစဉ်တွေတူညီနေပါတယ်လို့အတည်ပြုခဲ့ပါတယ်။ဒါပေမဲ့ဒီကိစ္စတွေရဲ့ဒီနေရာမှာနေရက်မသွားခဲ့ပါဘူး။ 2024ခုနှစ်ဖေဖော်ဝါရီလမှာ GitHub ဆိုတဲ့ code sharing platform တစ်ခုပေါ်မှာ data အချက်အလက်တချို့ပေါက်ကြားခဲ့ပါတယ်။ဒီအချက်အလက်တွေက Ison လို့ခေါ်တဲ့တရုတ်ကုမ္ပဏီတစ်ခုရဲ့အချက်အလက်တွေဖြစ်ပြီးတော့ဒီကုမ္ပဏီက ID လုံခြုံရေးကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ဒီ data တွေထဲမှာကုမ္ပဏီရဲ့ emails တွေစကားပြောတဲ့ chat တွေနဲ့စောင့်ကြည့်ရေး software တွေရဲ့တိုးတက်မှုတွေအကြောင်းအသေးစိတ်ပါဝင်ပါတယ်။ပေါက်ကြားလာခဲ့တဲ့သတင်းအချက်အလက်တွေကဒီကုမ္ပဏီကစောင့်ကြည့်ရေး software တွေကိုဖန်တီးပြုလုပ်နေပြီးတော့ ဒါတွေကိုတရုတ်အစိုးရနဲ့ပြည်သူ့လွတ်မြောက်ရေးစစ်တပ်တွေကိုပြန်လည်ပေးအပ်နေရလို့သိခဲ့ရပါတယ်။ပေါ်ထွက်လာခဲ့တဲ့စကားပြောချက်တွေအရတရုတ်နိုင်ငံပြည်ထောင်စုဝန်ကြီးဌာနနဲ့ Aison Company ရဲ့ကြားထဲကသဘောတူညီချက်တွေအကြောင်းကိုသိရှိခဲ့ရပြီးတော့ Aison Company ကတရုတ်အစိုးရကိုဟက်ထားတဲ့အီးမေးလ်တစ်ခုအတွက် American Dollar 1000ကနေပြီးတော့9000ခွဲအထိပတ်စံယူပါတယ်။ဒီနေ့မှာတော့ Tian Fuka ကသူ့ရဲ့ရှင်းတဲ့မြောက်အချိန်ကိုရောက်ရှိလို့လာခဲ့ပြီဖြစ်ပြီးတော့ဒီပြိုင်ပွဲကိုတရုတ်နိုင်ငံနီးပညာကုမ္ပဏီတွေဖြစ်တဲ့ TopSack Alibaba Pay ကြီးဦး360တို့ကစပွန်ဆာပေးထားပါတယ်။ဒါပေမဲ့လက်ရှိအချိန်မှာအမေရိကန်အရာရှိတွေကလည်းအတော်လေးကိုစိုးရိမ်ပူပန်နေကြပါတယ်။ဘာကြောင့်လဲဆိုတော့ဒီပြိုင်ပွဲမှာပါဝင်ကြတဲ့လူတွေကုမ္ပဏီတွေဆိုတာတရုတ်အစိုးရနဲ့တနီးမုံတနီးပါဝင်ပတ်သက်နေရလို့ထင်ရအောင်ပဲဖြစ်ပါတယ်။ Top Sack ခါဆိုရင်ဘေကျင်းမြို့အခြေဆိုင်ကုမ္ပဏီတစ်ခုဖြစ်ပြီးတော့ TF Cup ကိုစတင်စီစဉ်သူဖြစ်ပါတယ်။ American Arena ဘိုင်းနေရပြောကြားချက်အရဒီကုမ္ပဏီက TF Cup ပြိုင်ပွဲရနေတဲ့ဆင့်တရုတ်နိုင်ငံရဲ့အရေးချင်းရှိ hacker တွေကိုခေါ်ယူစုဆောင်နေရဖြစ်ပါတယ်။ ဒီအချက်လက်တွေအားလုံးကဖော်ပြနေတာတရုတ်နိုင်ငံကသူ့ရဲ့ cyber လက်နက်တွေကို TFU ကကနေတဆင့်ပြင်ဆင်နေတာဖြစ်ပါတယ်။ပြီးတော့လည်းဒီလိုမျိုး hackers တွေကိုနိုင်ငံတော်အဆင့်ပံ့ပိုးမှုနဲ့ထောက်ပံ့ပေးလိုက်တဲ့အခါမှာသူတို့ရဲ့စိတ်ဝင်စားမှုကစူရင်းဝင်ရရှိမှုမဟုတ်တော့ပဲတခြားကိစ္စတွေဖြစ်လာခဲ့ပါတယ်။၂024ခုနှစ် American နိုင်ငံရဲ့ဘန်နာရေးဌာနအချက်လက်တွေဟပ်ယူခြင်းခံခဲ့ရပါတယ်။ American ရဲ့ထုတ်ပြန်ချက်အရတရုတ်အစိုးရထောက်ပံ့ပေးထားတဲ့ hacker တွေကဒါကိုပြုလုပ်ခဲ့တာဖြစ်ပြီးတော့ American ဘန်နာရေးဌာနရဲ့ အထိမခံတဲ့အချက်အလက်တွေကိုခိုးယူသွားခဲ့တာဖြစ်ပါတယ်။2024ခုနှစ်မှာပဲတရုတ်နိုင်ငံဟက်ကာတွေကအမေရိကန်ရဲ့စက်သွယ်ရေးကုမ္ပဏီရဲ့အနည်းဆုံး၉ခုကိုဟက်ကင်းတိုက်ခိုက်ခဲ့ကြပါတယ်။အဲဒီထဲမှာ AT&T, Verizon, T-Mobile တို့လိုကုမ္ပဏီတွေပါဝင်ခဲ့ပါတယ်။2021ခုနှစ်မှာတရုတ်ဟက်ကင်းအဖွဲ့တစ်ခုဟာအမေရိကန်နိုင်ငံရဲ့စွမ်းအင်နဲ့တောက်ရီစစ်ထုတ်ခြင်းစနစ်တစ်ခုကိုတိုက်ခိုက်ခဲ့ပါတယ်။2023ခုနှစ်မှာမဲဝါတိုက်ခိုက်မှုတစ်ခုဟာ Guam က US စစ်တပ်အခြေစိုက်စခန်းတစ်ခုမှာဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်ရပ်တွေကတရုတ်ဟက်ကာတွေပါဝင်ပတ်သက်နေတဲ့ဖြစ်ရပ်တွေကြောင်းရေဘူးရပဲနှိုင်းရှင်ပြထားတာဖြစ်ပါတယ်။ကျွမ်းကျင်သူတွေရဲ့ပြောကြားချက်အရတရုတ်ဟက်ကာအဖွဲ့တွေကသူတို့ပြစ်မှတ်ထားတဲ့အစအဦးတွေရဲ့စနစ်ထဲမှာနှစ်ပေါင်းများစွာအချိန်ယူပြီးတော့စောင့်ကြည့်နေလေရှိပါတယ်။အထူးအနာဆုံးဖြစ်မဲ့အချိန်ကြမှာသူတို့ရဲ့တည်ရှိမှုကိုထုတ်ဖော်ပြကြတာပါ။တရုတ်နိုင်ငံကဟက်ကာတွေအများကြီးပါဝင်တဲ့စစ်တပ်ကြီးကိုစိုက်ဘာစစ်ပွဲအတွက်ပြင်ဆင်နေရဆိုတာဒီယာရီကဖော်ပြနေပါတယ်။ ဒါမှမဟုတ်ဒီစစ်ပွဲမှာလက်နက်တွေဒုံးကျည်တွေကိုအသုံးမပြုဘဲကုတ်တီနဲ့ပဲတနိုင်ငံလုံးဒူးထောက်ကျသွားစေနိုင်ပါတယ်။ဒီနေ့ခေတ်မှာနောက်ဝက်တွေပိတ်ဆို့ခြင်းဟာလေကြောင်းတိုက်ခိုက်မှုတွေထက်ပိုပြီးတော့ဒဏ်ရာဖြစ်စေပါတယ်။မိတ်ဆွေတို့ကျွန်တော်တို့ရဲ့ဖုန်းတွေထဲမှာရှိနေတဲ့ထောက်လိုင်းပစ္စည်းတွေဟာကျွန်တော်တို့ရဲ့အနောက်ကနေလိုက်ပြီးတော့ချောင်းနေတဲ့ထောက်လိုင်းအရာရှိတယောက်ထက်ပိုပြီးတော့ကြောက်ဖို့ကောင်းပါတယ်။ခလုတ်တစ်ချက်နှိပ်လိုက်ုံနဲ့စတော့ဈေးကွက်ကြီးတစ်ခုလုံးပြိုကျသွားနိုင်တယ်လို့လူရည်ရဲ့စိတ်ထဲမှာလည်းအကြောက်တရားတွေဖြစ်ပေါ်လာစေနိုင်ပါတယ်။ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ။ တကယ်လို့ဒီနေ့ဗီဒီယိုကအကျိုးရှိမယ်ဆိုရင်မိတ်ဆွေတယောက်နဲ့မျှဝေပေးပါမိတ်ဆွေတို့မှတ်သားခဲ့ရတဲ့အကြောင်းအရာတွေအတွေးတွေကိုလည်းမျှဝေပေးခဲ့ပါကျွန်တော်တို့ channel က comment နိုင်အောင်ဖတ်ကြည့်ပါရယ်တကယ်လို့ဒီဗီဒီယိုကမိတ်ဆွေတို့အတွက်အကျိုးရှိမယ်ဆိုရင်ကျွန်တော်တို့ရဲ့ဝန်သားမြန်မာ TV channel လေးကို like and subscribe လုပ်ထားဖို့အကြံပေးပါရစေအဆုံးအထိကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ခင်ဗျာ